ဆိုလိုက်ပါရနော်ဒီကနေ့မှလဲစာရေးဆရာမကြီးဌာနကျော်မမလေးရေးသားထားတဲ့ရင်းနေအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်း28အနေဖြင့်အလို့မြဝေဖက်ပြတင်ဆက်ပေးကြတော့မို့လိုက်ပါလို့နားစင်ခန်းစားပေးကြပါအောင်နော်ရင်းနေအောင်မွေးအပိုင်း28ကျွန်တော်နဲ့ပြီးစားဖို့စီစဉ်ထားတယ်ဆိုတာဘယ်သူလဲဖြစ်ဖြစ်တခြားသူမဟုတ်ပါဘူးတာရဲစိုးပါ စိုးဖိဖိမေမေနဲ့မေမေတို့ကလက်ထပ်ပေးဖို့သဘောတူပြောဆိုပြီးကြပြီးပြီကိုမြင့်သူသည်စိုးပါဘူးဆိုသဖြင့်မအောင်နိုင်ပဲဟဲ့ဟဲ့ပက်ပက်ရေပြင်းလိုက်သည်ကိုမြင့်သူဟဲ့ပပကြီးရေနေကိုင်းဦးအီချိုတို့မှကြောင်တက်တက်ကြီးဖြစ်နေကြသည်။အောင်မလေးမမေရဲ့။ဒီအဆိုးများမမေတို့မို့လို့ကျွန်တော်နဲ့ပြေးစားကြင်ကြပလေတဲ့။ ကျွန်တော်မျက်စိထဲမှာကြည့်လို့ရှူလို့မရတဲ့ဟာကိုများကျွန်တော်ဘလို့လို့ယူရမှာလဲကိုမြင့်ထူးသည်ရရင်မှခေါင်းကိုမော်လန်သွားကသူ့အတန်ကို မြင့်တင်၍ပြောလျင်အဆက်မပြတ်ချုပ်တီး၍မရပဲရဲနေသည်အဝေးချုပ်သည်ဒေါ်ကျော်မေကိုလှမ်းချလိုက်သည်ဒေါ်ကျော်မေမျက်နှာမှာဖြူပဲဖြူရော့ဖြစ်သွားသဖြင့်စိတ်မကောင်းဖြစ်မိကသူပင်ဆက်ပြောသည်ဒီလိုရှိတယ်လေတာရဲ့စိုးနေပုံထိုင်းပုံဝိပုံစားပုံတာတဘောမကြဘူး ကြည့်မရဘူးဆိုတော့ဖေဖေတို့ကသိပါတယ်။ဒါပေမဲ့ဆိုဟာကလေးစိတ်မှ ကုံသေးတာမဟုတ်ပဲ။တားလက်ထဲမှာရောက်လာရင်အိမ်အောင်ရှင်မတယောက်ဖြစ်လာရင်ဖေဖေတို့ရောမေမေတို့ရော ဝိုင်းပြီးပြပြင်လိုက်ကြရင်တားလူကြပုံစံမျိုးဖြစ်လာမှာပေါ့။ဒါကလွယ်လွယ်လေးပါတားရဲ့။အိမ်တော်ကြီးမှာအရေးကြီးတာကစစ်မြစ်ပဲ။ငငယ်ကစားပြီးတဦးအကြောင်းတဦးသိဖို့အရေးကြီးတယ်။တားမေမေနဲ့ဆိုမေမေဆိုတာညီမလိုပဲချစ်ခဲ့ကြတယ်။ ဖေဖေတို့အနေနဲ့ကတားကိုစင်စီပြီးတော့မြင်းရံတာမြင်ချင်းကြတော့တားနဲ့တင့်တော်တာကိုရွေးချယ်ထားပြီးနှစ်ဦးနှစ်ဖက်မိပါချင်းနားပေါက်ထားတာကြာလာပြီတားကိုဂဏိနဲ့ပြန်ထုတ်ပြောကြမလို့ပဲပွဲရပြီးအောင်စောင့်နေကြတာတားဟာဘယ်တော့ကမှဖေဖေတို့စကားကိုငင်းဆန်ခဲ့တာမဟုတ်တော့ဖေဖေတို့မေမေတို့စီမံရာကိုတားနာယူမဲ့ထင်မှတ်တာပေါ့အဝေးချိုသည်သူ့အတန်ကိုအေးစေးတည်ငြိမ်စွာထားကားလေးအေးအေးဖြင့်ဖြောင်းပြနားချခြင်းသည် ကိုမြင့်သူသည်ဦးအေးချူစကားဆုံးနှင့်သူ့ကောင်းမရန်ခါလျက်ရှိနေခြင်းကြောင့်ဒေါ်ကျော့မေမာတစ်ဖြက်ဖြက်ရင်ခုန်နေသည်ဖီဖီတို့စကားကိုတားတက်တက်လုံးနားထောင်ခဲ့ပါတယ်အစိုးကိုယူဖို့ရဆိုတာကတော့နားမထောင်ပြရစေနဲ့ဖီဖီကျွန်တော်ဘယ်နည်းနဲ့မှစိုးကိုမယူနိုင်ပါဘူးကျွန်တော်ချစ်တဲ့သူကိုပဲကျွန်တော်ယူပြရစေကျွန်တော်ရွေးချယ်ထားတဲ့မိန်းကလေးနဲ့စိုးနဲ့ဆိုရင်အပြတ်သက်ကွာခြားပါတယ်ဖီဖီတို့ကျွန်တော်တက်တက်အတွက်ရွေးထားတဲ့အိမ်အောင်ဘက်ကိုတည်တည်ချာချာစုံစမ်းကြည့်ပါ ဖေဖေတို့စုံစမ်းမင်းမြန်စစ်ကြောပြီးစိုးနဲ့ရှင်ကြည်စမ်းမှာတခြားစီပါဖေဖေဒေါ်ကျော်မီသည်ကိုမြင့်သူပါပြောပြောသူ့နာရီတို့တလုံးမမဝင်ချင်းမျက်မှောင်ကြီးကိုကျုံလျက်ခေါင်းကိုသာတွင်တွင်ချင်းရံပြီးပြန်ပြောသည်တားရဲ့စုံစမ်းမှာဆိုတဲ့စကားတားမှာမိမိတို့စည်းစက်ရည်ရွယ်ထားတဲ့သူမရှိဘူးဆိုရင်တောင်းမိမိတို့အနေနဲ့ကယုံစည်ရီမအောင်တားရဲ့ပီစာပေါ်များစုံစမ်းစရာဘာမှမရှိဘူးစုံစမ်းစရာမလိုဘူး မမီသဘောမတူဘူးအခုตาအတွက်ရီမန်းပြောဆိုပြီးသားရှိနေတော့ဒီယုံစီမောင်ဘာမှစုံစမ်းစရာအကြောင်းလိုကိုမလိုတော့ဘူးကိုမြင့်ထိုးမှာဝမ်းနေပလက်ဖြစ်သွားသည်ယုံစီမလေးဆိုလိုက်ယုံဖြင့်နားနေပင် မကြခြင်းလောက်အောင်ခါတီသွားကြခြင်းကြောင့်မချီတင်ကဲဝမ်းနေသွားသည်ပထမအခြေအနေစင်းမြစ်စုံစမ်းဖို့ရန်မိဘများကိုပြောမိမိဘများကစုံစမ်းပြီးဆိုကချီချီမေကိုမေးပါဟု စီကစင်ကပြောပေါ်ရာတွင်ကြံစီထားသည်မစုံစမ်းရင်ဘဲမမလို့တော့ဘူးဟုစကားအပိတ်ပြောကြသဖြင့်မကံမြဲနိုင်အောင်လဲဝန်းနေသွားသည်မိမိတို့စုံစမ်းတိုက်ပါတယ်မိမိတို့ကမစုံစမ်းလို့ဘူးဆိုတော့ကျွန်တော်ကရှေ့ဆက်ပြီးဘလို့ပြောရတော့မလဲဆိုတော့ကျွန်တော်ဘယ်နည်းနဲ့မှမယူနိုင်ဘူးဒါကတော့ကျွန်တော်စိတ်ရည်ပြတ်ပါပဲကိုမြင့်သူမှာဝန်းနေလာသဖြင့် ပြောရင်းပင်အတန်းပြက်လာကအိန္ဒြေဆောင်မရအောင်ပင်မျက်နှာပြက်နေသည်အဝေးချိုသည်ကောင်းကြည့်နေလျက်ဘလို့နောင်းဝင်အောင်ပြောရမည်နည်းဟုတထိုင်ချင်းစဉ်းစားနေရခြင်းကြောင့်ခေါင်းကိုကြာကြာလဲပြီးအုံနေသည်စိုးနေပြီးသားရင်ပြောရင်းလွဲကိုမြည်မဟုတ်ကြောင်းအခက်အခဲကို ရှေးမစွာကားပင်အသိရှိခဲ့သည်ယခုအခါ၌အိမ်တော်ဘက်ရွေပြီးသားပါသို့သော အခက်အခဲတကူကပါထက်စင်တိုလာနေသည့်အတွက်အိမ်တော်ဘက်ရွေပြီးသားပါသို့သောအချက်ကိုပယ်ပြရမည်အခက်အခဲကပထမ စိုးနေလက်တရန်တိုက်တုံးမှုကဒုတိယဖြစ်နေသည်ကျွန်တော်စိတ်ယတိပြတ်ပါပဲသို့သောစကားကြောင့်တော်ကြော့မေကြီးပါပေါ်၌မျက်ရည်ပေါက်ကြီးတွေတပေါက်ပေါက်စီကြလာသည်တားရဲ့မိမိကိုစိတ်မချမ်းသာအောင်မလုပ်ပါနဲ့တားမိမိတို့ဟာတားလူချင်းနဲ့မိန်းကလေးကိုတည်စီအောင်မလိုတော့တဲ့အတွက်စုံစမ်းဖို့မလိုတော့ကြောင်းပြောတာပါဆိုးနေရပြောဆိုပြီးဖြစ်ကုန်ပြီဆိုးနေတော့ပိဇာမှာပဲမိမိအတိဖြောက်မှာပါပဲတာရင် ကိုမြင့်ထူးသည့်ကောင်းကြီးကိုငုံချလိုက်၏ရင်ထဲ၌ဆိုလာ၏သူ့မိန်ကိုရှိုက်တန်းကြောင့်ရင်နှင်းတည်းနေလာသည် အစကသူပြောနေရမည်ဖြစ်မည်ဟုထင်မှန်းချက်ယုံကြည်ချက်များမှလွဲကြည့်ပြီးဖြစ်ကြောင်းသိရခြင်းဖြင့်ကိုမြင့်ထူးမှမကြည်တည်ဖြစ်နေသည်အဝေးချိုသည့်မျက်နှာကြီးမဲလျက်စိုကြံနေတကဲသို့တက်ပြင်းကြီးကိုကျေလောင်စွာချပြလိုက်သည်ဟွန်းတာရဲ့ဖေဖေစိတ်မကောင်းလိုက်တာဖေဖေတို့ကတော့အိမ်တော်ရင်းနဲ့ပတ်သက်ပြီး ဖေဖေတို့မေမေတို့စိတ်မချမ်းသာအောင်ကျွန်တော်မလုပ်ပါဘူးလို့တာပိထားတဲ့ဂရီလီအဟုတ်ကြီးယုံစားပြီးလူကြီးချင်းနားပေါက်ခဲ့ကြတယ်။ဒါဂရီဖြတ်တော်မလား။ကိုမြင့်ထူးမှသူကောင်းကိုမတောင်းနိုင်တော့ဘဲကြေကွဲ၍နေသည်တားစိတ်မချမ်းသာအောင်လဲဖေဖေတို့ကမလုပ်ပါဘူးဟုဆိုထားသောသူတို့ပြန်ပြီးဒီဂရီကိုတော့မေးကြပြီလားဟုတွေးကဝန်းနေကြေကွဲလွန်၍အတန်မထွက်နိုင်အောင်ဖြစ်နေပေသည်။တားရဲ့စဉ်းစားပါအောင်ကွာ။ ဖေဖေကျွန်တော်သိပ်ဝမ်းနေပါတယ်ဖေဖေတို့မေမေတို့စိတ်မချမ်းမသာဖြစ်ကြတာလေကျွန်တော်ဝမ်းနေပါတယ်ကျွန်တော်အတိမပေးပဲဖေဖေတို့သဘောနဲ့ဖေဖေတို့လောက်ကြတာလေကျွန်တော်ဝမ်းနေပါတယ်ကျွန်တော်ပို့ပြီးဝမ်းနေတာက ကျွန်တော်အစိုးကိုသဘောမချမှန်းတိလျက်နဲ့စီစဉ်တာပါပဲနောက်ဆုံးကျွန်တော်ဝမ်းနေဆုံးကတော့ကျွန်တော်ချစ်တဲ့မိန်းကလေးကိုစုံစမ်းမဆိုတာကိုအပြောမခံလက်မခံတာပါပဲကိုမြင့်သူသည် ပြောရင်ပြောရင်ပင်အတန်ပြက်လျက်သူ့အတန်ပီတာတဲခွဲစီရန်အတန်ကိုထိန်လျက်ကြိုးစားပြီးပြောရသည်အဝေးချိုမှာမင်းကြီးတယောက်အနေနဲ့ရုံးစီမအကလေးတယောက်ကိုဘာများစုံစမ်းစရာရှိသလဲဟုထင်မိ၏အမေပွဲလူကြီးမှအာမနာပဲဒီလိုကလေးကချင်းအဆင့်အတန်းနေကြတဲ့ဟာမျိုးမှရွေးချယ်ရသလားဟုဒေါ်တာကစိတ်ကိုအတော်ချုပ်ထီးထားရသည်ရုံးစီမလေးကမြေတားတုံ့ပြန်ရင် တားဖြစ်သူနနေနေပါများခဲခဲရင်ရင်ကြီးကြိုးပမ်းခဲ့ရပုံကိုကလုံးဝမသိချပေဒေါ်ကျော်မိမမျက်ရည်တွေတတွေတွေကြာလျက်နေသည်ယုံစီမနှင့်ယူတင်လူမွေးလူတော်မပြောင်းတော့ပင်တားကလေးရေတွေနေမှာပဲဟုယူဆကယူကြုံမရဖြစ်နေသည်အဝေးချို့သည်ယုံစီမလေးကိုရေကြီးခွင်ကျဲစုံစမ်းနေစရာမလိုကြောင်းယူဆ၏ သူဘဟုတုတာနှင့်သူရှိပြီးဖြစ်ကြောင်းစုံစမ်းပေါင်းဆိုသောစကားကို နာမလေးတန်မကြားခြင်းတလောက်ပင်ဖြစ်သည်ဖေဖေတို့စုံစမ်းစရာမလိုတာဖေဖေတို့မှာအစီအစဉ်ရှိပြီးပြီဆိုတာပြောပြပါဘကောဒီစုံစမ်းစကားကိုတားစီကနောက်တက်မကြားပြရစေနဲ့မကြားခြင်းဘူးဖေဖေတို့ပြောတဲ့စကားသာလေးလေးနက်နက်တားစင်းသားပါကိုမြင့်ထူးမှာဖခင်ကနောက်တက်မကြားခြင်းဘူးဆိုခြင်းကြောင့်ရင်ထဲ၌ကျက်ဆူသွားသည် ခဏကြာမှပေါက်ကွဲထွက်လာသည့်အတန်ကြီးဖြင့်ကျုံဟိ၍ပြောလိုက်သည်ဖေဖေတို့ပေးသားခြင်းနဲ့အဆိုးကျွန်တော်မြူနိုင်ဘူးမြူဘူးဖေဖေကိုမြင့်တို့သည်ယင်းနေ၌ဆက်ဆက်တုံလျက်စိတ်မချမ်းမြေစွာဖြင့်ထိုင်ရမှထိုင်ရလိုက်သည်သူ၏တသက်တာတွင်မိဘများနှင့်စိတ်မချမ်းမြေပွဲရာ ပြဿနာပေါ်ပေါက်ခြင်းမှဤတကြိမ်သည်ပထမအကြိမ်ပင်ဖြစ်သည်မိဘများနှင့်ကိုကြီးကိုငယ်ပြောရမှုကိုမနှိမ့်မြို့ဆုံးဖြစ်သည် ကိုမြင့်ထူးသည့်ရန်နေရာမှာတစုံတရာပြောအောင်မလိုလိုနှင့်နောက်တွင်ဘာမှမပြောဘဲဝန်နေလျက်ကြံ့ရမရဖြစ်နေဟန်ညှိုးနေသောမျက်နှာဖြင့်သူ့အခန်းရှိရာသို့ထွက်လာခဲ့သည်ဒေါ်ကျော်မီသည်ကိုမြင့်ထူးအခန်းထဲမှထွက်သွားသောအခါ၌ကရင်ပေါ်မှဆင်းလျက်ဦးအီချိုဤဒူကိုဖက်ကဘလို့လောက်ကြမလဲပြောပါအောင်ဟုငုံမဲမဲဖြင့်ပြောလိုက်သည်ဒီလောက်လဲစိတ်မပူပါနဲ့မကြော်ရဲဖြည်းဖြည်းပေါ့ဒါမျိုးဆိုတာဖြည်းဖြည်းပြောရတာမျိုး ကျုပ်အဆောက်အအုံမပြောဘူးလားဆို तू မကြိုက်ပါဘူးဆိုတာအမလီမကြိုက်ကြိုက်ကြိုက်ဒီယုံစီမလေးနဲ့ကျွန်မမပြေးစားနိုင်ဘူးဘယ်ဟာယုံစီမလဲမသိပါဘူးရှင်အိုးကြီးချိုသည်မြေကုံတွန်လေးရဲ့မန်းဆကြီးလိုက်ပြီးမှသူ့အတင်းနဲ့သူပြောသည်ဘယ်ဟာယုံစီမရှိမလဲသူတို့ကြောင့်ယုံကန်းမှာလက်နှိပ်စရဲ့တက်စီမပဲဖြစ်မှာပေါ့ခက်ပြီအခုမှခက်ပြီသူစိတ်ကဒါဆိုဒါမှမဟုတ်လား အဲ့ဒီတော့ကြံစမ်းမအောင်ကျမတော့ခေါင်းပူပြီးဘာမှမကြံတတ်တော့ဘူးအေးပါဒီလောက်စိတ်မပူပါနဲ့ကြုတ်ကြံမအောင်မယ်ခေါင်းအေးအေးနဲ့စဉ်းစားပြစီအောင်မြည်သူမျက်နှာကြည့်ကြည့်ညာကဖြစ်ပေါ်တော့ပြဿနာကိစ္စကြောင့်ရှင်လန်းကြီးသားခြင်းမရှိကြမတရားသောမျက်နှာများဖြင့်နောက်တနေ့ကိုကူးဆက်လာကြသည်ကိုမြင့်သူသည် ညကတညာလုံးအိတ်မပြောအောင်စိတ်ထောင်လိုက်သည့်အတွက်မျက်တွင်းချိုင်ချိုင်ဖြင့်မျက်နှာညှိုးငယ်နေသည်။နည်းနည်းပဲတာမိတာပါသုံးယောက်လက်ဖက်ရည်စပွဲ၌ခေါင်းချင်းဆိုင်ကတောက်ကြစားကြတော့လေ။ကိုမြင့်သူသည်စကားမပြောဘဲငုံ၍တောင်းနေ၏။ဒေါ်ကျော်မီကတာမုံစာလေးပြော၏။ဦးအီချူကတာကော်ဖီအုံးလေးဦးဆို၏။မိပနှဦးကရှိကလိုယူရမှုရှိကြ၍ထိုယူရမှုသည် ကိုမြင့်သူအားနှစ်သိမ့်မှုမပေးနိုင်ဘဲမိလောင်ရလေးပင်ပေးနေတဲ့ကဲ့သို့ သူ့ရင်ထဲ၌ပူလောင်နေသည်။ဒါညာဖေဖေတို့ပြောတာစဉ်းစားရလား။ဦးအီချိုကစပြောသည်။စဉ်းစားပါလေ။စိုးကျွန်တော်မလို့ချင်ပါဘူး။ကိုမြင့်သူသည်ဦးအီချိုဤမျက်နှာကိုမဝင်မရဲကြည့်လျက်ဖြေးစည်းစွာပြန်ပြောသည်။ဒေါ်ကျော်မီကပြောမိဟန်ပြု၍ဦးအီချိုကမပြောရန်မျက်ရည်ပြလိုက်သည်ကိုမြင့်သူသည်မျက်နှာပြပြဖြင့်ကော်ဖီပြန်ငုံတောင်းနေသည်တာ မိမိနဲ့ဖေဖေကိုစိတ်ချမ်းသာစေချင်တယ်မဟုတ်လားကျွန်တော်တားတယောက်နေနဲ့အမြဲတမ်းနှလုံးသွင်းခဲ့တဲ့ စိတ်ထားပါပဲဖေဖေဒီကိစ္စမှာတော့ကိုမြင့်သူသည် ရှီထက်ဆက်မပြောချင်းပြီးတကယ်တော့သူ့စကားကိုဖျက်ပြလိုက်သည်ဒေါ်ကျော်မီမဦးဝီချုံမီတို့တာတာမပြောရမနေနိုင်အောင်ဖြစ်လာ၍ပြောလိုက်သည်ဒီကိစ္စမှာလည်းပဲတားရင်မိမိတို့စိတ်ချမ်းသာမှုကိုနှလုံးသွင်းမှာတားအပေါ်မှာမိမိတို့ဟာသူများမိပါနေမတူပဲ အချစ်ကြီးချစ်ခဲ့ကြတဲ့မိဘနှစ်ပါးရဲ့စိတ်ချမ်းသာမှုကို ရှင်းယူပြီးတော့နှလုံးမသွင်းတိုက်ဘူးလားကိုမြင့်တို့သည်စိုးကြောင်းနှင့်ပတ်သက်၍စိတ်ကုံနေသဖြင့်စကားကိုမပြောချင်တော့ပြီမော့အတွင်အများကြီးယူကြုံမရဖြစ်လျက်တနာချင်းဝမ်းနေခြင်းစိတ်တို့သာရင်တွင်၌ပြုတ်သိမ့်နေသည်ဘယ်နဲ့လဲသာတော်ကြောမီကတန်ဆင်မီသည် ကိုမြင့်တို့မှာငြိမ်နေလေ၏စဉ်းစားပါအောင်သားရဲ့ တာကိုဖေဖေတို့ကအတင်းအဓမ္မမတိုက်တော့မှာဘူးတာကလည်းအရွယ်ရောက်ပြီးပညာနဲ့ပြည့်စုံတဲ့တာပဲရှေးရှေးနောင်နောင်စဉ်းစားတတ်တဲ့အရွယ်လေးရောက်နေပါပြီတာအပေါ်မှာစိုးမိပါလေဖေဖေတို့မိမိတို့ချစ်တယ်လို့ချစ်ကြတာပဲအင်မတန်သဘောပြည့်တဲ့မိဘတွေပါဦးအီးချူပြောတော်စကားများသည့်ကိုမြင့်တူဤနားရဲတို့တလုံးမမဝင်ချင်းတမိကိုမကြိုက်မှန်းသည်သည့်အတွက်စကားဝင်အောင်မိဘနဲ့လည်းပြောနေမှန်းတိရှိရင်မိသည်ဖေဖေတို့အပေါ်မှာ စိုးမိပါတွေဘလောက်မြတ်တာထားတဲ့ဆိုရင်အခုဒီတိုက်ကြီးဝယ်တာဖေဖေတို့စုဆောင်ထားတဲ့ငွေနဲ့မလောက်လို့စိုးမိပါတွေကအလိုက်တတိငွေတို့လာပို့တာတားလဲတည်တာပဲကျေးဇူးကြီးပါတယ်ကိုမြင့်သူသည်ဦးအီချိုဘက်သို့မျက်လုံးပင်ပြီးပြောလိုက်သည်ဒီငွေကြောင့်ကျွန်တော်နဲ့ပေးစားချင်တာလားဖေဖေအဝေးချိုသည်မျက်နှာကြီးနှီးသွားလျက်ကတန်တန်ပြန်ပြောသည်ဖေဖေကိုဒီစကားမျိုးမပြောနဲ့တားကိုဒီငွေကြောင့်ပေးစားတာလည်းမဟုတ်ဘူးဟိုကလေတားကိုလိုချင်လို့ဒီငွေပုံပေးတာလည်းမဟုတ်ဘူး ဒီငွေနဲ့တားကိစ္စနဲ့ဘာမှမဆိုင်ဘူး။သူရင်တားရင်လို့သဘောထားပြီးကုညီတဲ့စီရင်အောင်အထင်မလွဲပါနဲ့။ကိုမြင့်တို့သည်နောက်ထပ်၍တခေါ်မှမပြောတော့ဘဲညင်နေသည်။ဖီဖီတို့မေမေတို့ရင်ကွဲအောင်မလုပ်ပါနဲ့တားရင်တားတော့မိမိစကားကိုအနောက်မထောင်ဘူးဆိုရင်မိမိဟာဘရာမြင်လူခဲ့တဲ့အဖြစ်မျိုးတည်းမကပါဘူး။ရရဲ့လေးလူလုံးနေရတဲ့မိမိအသက်ဟာတီးဖို့ပဲရှိတော့တဲ့အတွက် သားစဉ်းစားတဲ့အခါမှာမမေကိုထိတ်စဉ်းစားပေးပါလားဒေါ်ကျော်မေသည်မျက်ရည်ဝဲဝဲဖြင့်ပြောနေသည်ကိုမြင့်သူမှယင်းင်းပွင့်အားပြောကြားနေသော သူမိခင်အသံနှင့်စကားတို့ကိုထက်မှန်၍နောက်ထောင်နေနိုင်သောတတ္တိမရှိတော့သလောက်ဖြစ်လာသည်ညာကជីជីမေကိုစစ်ကူတောင်းမိဟုကြံစီမိသည်ជីជីမေပြောနေမော်ကိုဂျင်းနဲ့ဖွေရာရှိသည်ဟုအာတင်းထားသည်မမေပရာမြေလူခဲ့သလိုစိုးလိုက်ခြင်းကြောင့် သူ့ဘက်မှအရေးမလာတော့တဲ့ဖြင့်ကြည်ကြည်မေစကူဝင်းလင်းအပိုဖြစ်၍မျက်နှာမလာဖြစ်မိကိုတွေးမိကမပြောနိုင်တော့ဘဲအကြံရကြံလျက်နေသည်ကိုမြင့်သူသည်ကောင်းငိုင်ဆိုင်ချလျက်ဇပွဲမှလီလန်းဆောင်ထသွားကအိမ်မော်တို့တက်သွားလိမ့်၏မင်းတိတ်မပြောနဲ့တော့အဲ့ဒါတော့ပဲတော်ပြီတဖြည်းဖြည်းပြောမှဖြစ်မယ်မရရင်ဩတော်ကြောမိမာဆိုရင်စိန်မော်လင်းရဲ့ဆိုရင်နေတဲ့ဖြင့်ထိတ်ထိတ်ပြပြမေးလိုက်သည်ညာကြုတ်စင်းစားပြီးပါပြီ မရရအောင်ကျုပ်ပြောပါမယ်။ခမရဘာမှမပုံနဲ့။ကိုမြင့်သူသည်တနေ့လုံးသူ့အခန်းထဲမှမထွက်ဘဲအခန်းအောင်နေလေ၏။အပူကနက်နက်ထမင်းစားလာခေါ်သောအခါ၌ထမင်းအစားကော်ဖီတစ်ခွက်သာတောင်းလိုက်သည်။ကိုမြင့်သူမှကဘာမီးလောင်သလိုဖြစ်နေသည်။ဒေါ်စောမီ မျက်နှာကိုမြင်အောင်လိုက်ရင်းသူ့မျက်နှာမှာမိစားနေထိုးတဲ့ကဲ့သို့ပူပြင်းသွားသည်။အစွမ်းကုန်ဆောင်ရွက်ပေးရှာသည့်ကြည်ကြည်မေကိုတွေ့မိရင်ရင်ထဲ၌စိတ်နှင့်မချစ်တင်ခဲ့ဖြစ်မိသည် ချစ်ချင်းမေတ္တာကိုမောပါမမသိခင်ကဤအဖြစ်မျိုးနှင့်ကြုံဝင်တော်လေစစ်မှန်သောချစ်ချင်းမေတ္တာဖြင့်တူဦးတယောက်တည်းကိုသာချစ်မိဖြစ်သောသူအချစ်ကိုဖော်ပြလေတိုးပြန်သည့်အချိန်ပိုင်းရောက်ခါမှမစိန်ကားနိုင်ခြင်းကြောင့်သူ့ရင်ထဲ၌လောင်မီကြာလျက်သာနေသည်နေ့လယ်နှစ်ချက်လောက်၌ဒေါ်ကျော်မေသည် ကိုမြင့်သူအခန်းထဲသို့ခြေတံမကြားရအောင်တပွားပွားနေဝင်လာသည်ကိုမြင့်သူသည် ကတင်ပေါ်၌မှောက်ပြီးအိမ်နေသည် အိပ်ပျော်နေသလားဟုကိုမြင့်သူအနာတော်ကံ၍ကုံကြည်လိုက်သည်ကိုမြင့်သူမှယက်တီရမရသောစိတ်ဖြင့်အသက်ရှူမမှန်ပဲပူဆွေးလောင်မြိုင်နေခြင်းကြောင့်ကိုမြင့်သူမအိပ်မှန်ကိုသိရသည်ဒါတော်ကြော်မီသည်အယိုများငေါ်လျက်အကြောပြိုင်ပြိုင်ထကအသားမရှိသော သူ့လက်ချောင်းများဖြင့်ကိုမြင့်သူ၏ကြော်ကိုပုသက်ကသူ့နှုံမှတတတပြောဆိုနေသည်။"တားရဲ့မိမိစိတ်မကောင်းအောင်မလုပ်ပါနဲ့။" ာထမင်းမစားတော့မမေလည်းတလုံးမှမစားနိုင်ဘူး။တာစိတ်မချမ်းသာတယ်လို့ပဲမမေလည်းစိတ်မချမ်းသာဘူး။တာကိုချစ်လွန်းလို့တာအတွက်မမေတို့စီစဉ်ခဲ့တာတွေပါ။မမေတို့စကားကိုမဖြစ်ပေပါနဲ့တာရင်။ကိုမြင့်သူသည်အန်ကြီးကျိတ်ပြီးသူ့စိတ်ကိုငြိမ်အောင်ချုပ်တီးထားလေ၏။သူ့အမေနဲ့စကားမပြောမိအောင်စိတ်တင်းထားသည်။တို့ရတွင် မိခင်ရိုက်တန်ကိုဇက်တိုက်ဇက်တိုက်ကြားရခြင်းကြောင့်ကောင်းမာ၍ ဆောင်းခဲ့ချီသောအခါ၌ဒေါ်ကျော်မေကိုမျက်ရည်အရွယ်သားနှင့်တွေ့ရသည်မငိုပါနဲ့မေမေကျွန်တော်ဖြစ်ကိုမေမေတို့နားလေကြအောင်ငင်းညာကြအောင်ဘလို့ပြောရမလဲဆိုတာမသိတော့ဘူးကျွန်တော်မေမေတို့စကားကိုနားမထောင်နိုင်တဲ့အတွက်ကျွန်တော်ကိုခွင့်တော့ပါမေမေဒေါ်ကျော်မေသည်မျက်ရည်များကိုတုံးလျက်တာပေ၌ဝင်တိုင်းကညင်သာစွာပြောသည်တာရဲ့တာဒီလိုမပြောပါနဲ့ မမီတို့စကားကိုနားထောင်ခဲ့တဲ့သားကနားမထောင်နိုင်မှုပြောရင်မမီရင်ကိုဲပြီးတေဖို့ပဲရှိပါတော့တယ်။မမီကိုတားချင်ရင်မမီတို့စကားကိုမလွန်ဆန်ပါနဲ့။မမီသားကြီးမမီပေါ်မှာအင်မတန်တက်ညာတဲ့သားကြီးမို့မမီဟာမမီအမလျှော်ပဲအခုလောက်တောင်ပြောနေတာပါသားရဲ့။သားဘာဖြစ်လို့ဒီမမစားတယ်လဲ။ဦးအချိုကြီးအတန်းဒီအခန်းဝါမှာပေါ်လာသည်။ကိုမြင့်သူသည်လှဲနေရမှထားတိုင်းကား မစားခြင်းလိုပါဟုအတန်အဲအဲဖြင့်ပြန်ပြောသည်ဦးအေးချိုသည်အခန်းထဲဝင်လာ၏အခန်းထဲရှိ စာကြည့်စပွဲမှကလထိုင်ကိုဆွဲထိုင်လိုက်သည်တားထမင်းမစားတော့တားမေမေလည်းမစားနိုင်ဘူးဒီလိုသာလုပ်နေရင်တော့မေမေကမာတာလည်းမဟုတ်ဘူးစိတ်ထိကိုင်းပြီးကြမ်းမာကြီးဒီကိုင်းမှာငဲဖို့ကောင်းတယ်မိဘစကားကိုနားထောင်မှာတာကိုမြင့်သူမှာမိခင်နဲ့ကိုင်း၍အကြက်တဲဖြစ်အောင်ပြောဆိုနေသောဖခင်အင်းမျက်နှာကိုမော်ကြည့်ပြီးစိတ်မကြမ်းသာစွာပြန်ပြောသည် ျွန်တော်မိမိကိုနှိမ့်ဆက်နေတာမဟုတ်ပါဘူးကျွန်တော်မှပြောကြရှိတာတွေကိုထုတ်ပြောခွင့်မရပဲဖေဖေတို့ကစကားအပိတ်ပြောတာဝမ်းနေလုံးလို့မိမိကိုလည်းတနာပါတယ်ကျွန်တော်တော့အစိုးကိုမြူနိုင်ပါဘူးကျွန်တော်အပေါ်မှာဖေဖေတို့ခွင့်လွှတ်ကြပါဦးအင်းချိုသည်မျက်နှာကြီးအိုလီယကိုမြင့်သူကိုငေးဆိုင်ကြည့်နေသည်ဤကိစ္စပြက်သားချမှဖြစ်တော်မူဟုတွေးကသူပြောမိစကားကိုအတန်တန်ချိန်စားလျက်နေသည်ဒါဖြင့်တာဖေဖေတို့စကားကိုနားမထောင်ပဲ တာသဘောကြရရုံစီမအောင်ပဲယူမယ်ပေါ့ဟုတ်ပါတယ်ဖေဖေကျွန်တော်သူ့မလွဲပြီးဘသူကိုမှမယူနိုင်ပါဘူးဖေဖေတို့ခွင့်ပြုပါစုံစမ်းမယ်ဆိုရင်ကျွန်တော်ဘက်ကဘသူပဲวะဆိုတာပြောပြပါမယ်ကိုမြင့်သူကတောင်းမှန်တူရှူတန်ပြင်ပြောဆိုသည်ယုံစီမယူမီဆိုသည်ဖြင့်ဒေါ်ကျော်မေမအစာမတန်ခေါင်းကြီးသွားသည်စုံစမ်းမစကားကိုထပ်မပြောရန်ပိတ်ပင်နေသည့်ကြားထဲမှတိုး၍ပြောလာသောကြောင့် တော်ရုံပြောရင်မရတော့မန်ကိုရိပ်မိသဖြင့်ဦးအီချူမနဘူကျော်ကြီးများထောင်ထားလာသည်ဒီစုံစမ်းစကားကိုထပ်ပြောပြန်ပြီဖေဖေတို့စုံစမ်းစရာမလိုဘူးသိစရာလည်းမလိုဘူးဖေဖေတို့ဘယ်နည်းနဲ့မှသဘောမတူနိုင်ဘူးမိဘကိုထောက်ထားတဲ့ဆိုတဲ့စိတ်ထားတားမှမရှိတော့ဘူးလားဆိုတာဖေဖေသိကျင်တယ်တားအရင်ကဒီလိုမဟုတ်ပါဘူးตามาဒီလိုစိတ်မျိုးမရှိပါဘူးလားဦးအီချိုကြီးဂယုနာဒေါသဖြင့်ပြောလိုက်သောအတန်းမှာကျဲလောင်ရဲ့ထံမှနေသည ကိုမြင့်သူမှာအတန်မမာဖြင့်တခါမှမပြောဘူးသော ဖခင်ဤမျက်နှာကိုအံ့ဩစွာကြည့်မိသည်အသက်ရှူရာကြံလာကစိတ်မချမ်းသာမှုမှအတိုင်းထက်အလွန်ဖြစ်သည် တော်ကြုံမိသည်လက်မိုင်းချလျက်မျက်လုံးမေးမေးဖြင့်ရင်းရီတွေ့တွေ့စီကြာနေသည်ပေပေထက်ပြောပြစေအောင်လူမှန်းသိတတ်တဲ့အရွယ်ကလေးကစပြီးတော့အခုအချိန်ဒီဖေဖေနဲ့မေမေဟာတားပေါ်မှာဘလို့ချစ်ကြသလဲဘလို့အလိုလိုက်ကြသလဲစဉ်းစားပါ မျက်စိအောက်ကအပြောက်မခံနိုင်အောင် တုံနေအောင်ချစ်ကြတယ်မဟုတ်လားသူများမိဘနဲ့တူးသလားဦးအင်းချိုသည် ခေတာငန်း၍ဆက်လိုက်သည်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဖေဖေတို့မေမေတို့စိတ်မချမ်းသာအောင်ကျွန်တော်မလုပ်ဘူးလို့ပြောခဲ့တယ်အခုစိတ်မချမ်းသာဖြစ်ကုန်ကြတာမြင်ရဲ့မဟုတ်လားမိဘကတော့လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပေးထားတဲ့ကလေးကိုယုံမှတ်ပြီးတော့ကောင်းရာကောင်းချောင်းစီမံထားတယ်တာပြပုံတိုးမလို့လားဒီစီမကိုမနှစ်သက်ရတာတာမမျက်လုံးရှိရဲ့လား ကိုမြင့်တူ၏မျက်နှာမှာဖြူပွဲဖြူရောကြီးဖြစ်သွားကစိတ်ထဲ၌နာကျင်သွားလျက်အခံရခက်သွားသည်ဒီကတိကိုကျွန်တော်ပေးခဲ့ပါတယ်ကျွန်တော်မငင်းပါဘူးဖေဖေတို့မတောင်းမဲပေးတဲ့ကတိပါကျွန်တော်ကိုလည်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးစိတ်မချမ်းသာအောင်မလုပ်ဘူးလို့ပြောထားတာကိုအမှတ်မရကြတာတော့ဘလို့မှကျွန်တော်မပြောလို့တော့ပါဘူးကျွန်တော်ထပ်မမေးပါနဲ့တော့ဖေဖေကျွန်တော်စိုးကိုမယူနိုင်ပါဘူးကိုမြင့်တူသည်ပြောပြီးမျက်လုံးအားချလိုက်သည် အဝေးချိုဤမျက်လုံးကြီးများမှာတောင်းနေလျင်နှုတ်ခမ်းတစ်ခုလုံးတရွာရွာတုံနေသည်ဒီမဲသားထက်မမေးပါနဲ့ဆိုလို့ဖေဖေကနောက်ဆုံးပဲထက်ပြောအောင်မယ်။ဒါတားလို့ခြင်းနဲ့ဟာကိုသာယူမယ်။ဖေဖေတို့စကားကိုမလိုက်နာဘူးလို့စိတ်ပိုင်းဖြတ်ထားသလား။ဟုတ်ပါတယ်ဖေဖေ။ကိုမြင့်သူကအဝေးချိုကိုမကြည့်ပဲဖြေးလိုက်သည်။အဝေးချိုသည်ကိုမြင့်သူကိုတွေ့တွေ့ကြည့်ကြည့်လိုက်သည်။မျက်လုံးကြီးများမှာဝင်ဝင်တောင်းလာလျက်တရွာရွာတုံနေသော သူ့နှုတ်ခမ်းမှာတစုံတစ်ခုပြောတော်မူလို့ပြီးမှလေချောင်းထဲတွင်တည်ဆိုးလာသဖြင့်တော်တော်နှင်းမှအတန်ကြီးအတန်ကြီးများထွက်လာလေသည်ဒါဖီဖီတို့ပုံမှာတော်တော်ရဲဆက်တကူဖီဖီတို့ကတော့ကို့သားရင်မဟုတ်ပေမဲ့ကို့သားရင်လိုပဲအဝေးချိုကြီးစကားများမဆုံးမီဒေါ်ကျော်မီသည်ကိုမြင့်သူကရင်ပေါ်မှဝုန်ကနေခုံချလိုက်လေဒူးတောက်ပြီးအဝေးချိုကြီးဒူးကိုပြေးဖယ်လိုက်သည် အမလီအဖေရဲ့ရှင်ဘဲစကားတွေပြောလိုက်တာတော့တတမပြောဘူးဆိုအမလီအမလီတော်ကြောမီသည်အတန်တောင်မကတော့ပဲလူတစ်ကိုယ်လုံးမှနေဝင်သေးကဲသို့တဆက်ဆက်တုံနေသည်ဟုတ်ကဲ့ပါရှင်ဆိုင်းဆရာမကြီးဂျာနေကျော်မမလေးရေးသားထားတဲ့ရင်နေအောင်ဝေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်း28အနေဖြင့်ဖတ်ပြနေခြင်းအားဤနေရာမှာခိတ္တရန်နာပြစီရှင် နာဆင်ပေးခဲ့ကြသူနေဦးမိသားစုတူတူယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးအထူးပဲတင်ရှိပါရနော်နေဦးမိသားစုများအားလုံးလည်းပြည်ရန်တွင်အပေါင်းမှာကင်ဝေးလို့လုံခြုံကြပါစေရှင်